ငွေကြေးဟာလူတွေရဲ့နေ့စဉ်ဘဝမှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေရဲဆိုတာအေကံမုတ်ချပါပဲ။ဒါပေမဲ့အဲ့ဒီငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကပဲမိသားစုမိစေအပေါင်းအသင်းဘလို့ဆက်ဆံရေးတွေကိုမစိုးတိုက်စေနိုင်တဲ့အကြောင်းရင်းတစ်ခုဆိုတာလည်းညင်းမရပါဘူး။ငွေကြေးဆိုင်ရာပဋိပက္ခတွေဟာအကြောင်းရင်းပေါင်းစုံကြောင့်ဖြစ်ပြီးလူသားစားမရေးမှာဖြစ်ပေါ်တတ်ပါတယ်။ဒီလိုငွေကြေးဆိုင်ရာပြဿနာတွေကြောင့်မိသားစုမိစေဆက်ဆံရေးတွေပြက်ပြားရတာဟာခါတိလာပါတယ်။ လူတိုင်းကတော့ငွေကြေးပြဿနာတွေကင်းရှင်းပြီးတရားပြောရှင်တဲ့ဆက်ဆံရေးတွေကိုပိုင်ဆိုင်ခြင်းကြသူတွေကြီးပါပဲ။ဒါကြောင့်ဒီနေ့ဗီဒီယိုမှာငွေကြေးရလူတွေရဲ့ဆက်ဆံရေးပေါ်ဘလို့တက်ရောက်မှုတွေရှိပြီးငွေကြေးကြောင့်မလိုလားအပ်သက်ဆက်ဆံရေးပဋိပက္ခတွေကိုဖြည့်ရှင်းနိုင်မယ့်နည်းလမ်းကောင်းတွေကိုဝေမျှပေးသွားပါမယ်။ပထမတစ်ပိုင်းအနေနဲ့ငွေကြေးကဘလို့နည်းတွေနဲ့လူဆက်ဆံရေးတွေကိုထိခိုက်စေရတယ်။နံပါတ်1ကျွေးမီပြဿနာများ Debt problems ကျွေးမီချင်းငါးတွေရှိခြင်းဟာလူနှစ်ဦးဆက်ဆံရေးဥမာအိမ်တော်တွေပေါ်တက်ရောက်မှုရှိစေပါတယ်။ နေ့စဉ်စားဝတ်နေအတွက်ငွေကြေးအပြင်ကျွေးမီဆက်ရခြင်းကြောင့်အသုံးစရိတ်ပိုကျက်သေးလာပါတယ်။အချိန်ကြာလာတာနဲ့အမျှစိတ်ပိစီမှုတွေဖြစ်ပေါ်ကမကြာခဏအချင်းချင်းစကားများရင်ဖြစ်ပြီးဆက်ဆံရေးထိခိုက်စေပါတယ်။ဒါအောက်ကကွယ်နိုင်မဲ့နည်းလမ်းတွေကတော့ကျွေးမီရေကြောင့်ကြိုတင်ဆွေးနွေးထားတာဖြစ်ဖြစ် အတူတကွငွေကြေးစီမံချက်တွေရေးဆွဲထားတာဖြစ်ဖြစ်ပြုလုပ်နိုင်ပါတယ်။နံပါတ်1အမွေဆိုင်ရာပဋိပက္ခများ inheritance issues မိဘတွေကွယ်လွန်ပြီးသားမီးတွေအမွေခွဲယူကြတဲ့အချိန်ဟာလေငွေကြေးနဲ့ဆက်ဆက်ရေးကြပြဿနာတစ်ရပ်ပဲဖြစ်ပါတယ်။ ိဘတွေကချဲရိတ်ခဲ့တဲ့ပစ္စည်းတွေကိုခွဲဝေရမှာဘသူကတော့ပိုရတဲ့နယ်ဆိုပြီးအငင်းပွားမှုကြီးဖြစ်ပေါ်တတ်ပါတယ်။ဒီလိုနဲ့အမွေနဲ့ပတ်သက်ပြီးမနာလိုဝင်သွန်းမှုကြီးဖြစ်ပေါ်ရကနေညီကိုမောင်နှမတွေကြမခေါ်မပြောကြတဲ့ဒီဆက်ဆံရေးတွေပျက်စီးရပါတယ်။ဒါကိုကာကွယ်ဖို့အတွက်မိဘတွေအနေနဲ့မွေခွဲဝေမှုစာချုပ်စာတမ်းတွေကိုကြိုတင်ပြီးရှင်းရှင်းလင်းလင်းပြုလုပ်ထားသင့်ပါတယ်။နံပါတ်3ရုတ်တရက်ချမ်းသာလာခြင်း Saturn Works ဒီပေါက်တာဖြစ်ဖြစ်အကြောင်းရင်းတစ်ခုခုကြောင့်ရုတ်တရက်ချမ်းသာသွားတာကလည်း ဆက်ဆံရေးတွေကိုထိခိုက်စေတဲ့ငွေကြေးပြဿနာတည့်ရပါပဲ။ရုတ်တရက်ချမ်းသာသွားတဲ့အခါမိษွေတွေဆွေမျိုးတွေကြားမှာအရင်ကနဲ့မတူပဲငွေကြေးကွာဟာလာမှုကြောင့်ဆက်ဆံရေးတွေပြောင်းလဲလာပါတယ်။အဲဒီကနေတစဉ်ယုံကြည်မှုပြဿနာတွေလည်းပေါ်ပေါက်လာပြီးငွေကြေးအတွက်ဆက်ဆံရေးတင်းမာလာပါတယ်။ဒါကိုကာကွယ်နိုင်မဲ့နည်းလမ်းကတော့မိษွေတွေဆွေမျိုးတွေကြားမှာယူသားဖွင့်တဲ့ဆက်သွယ်မှုထားရှိပြီးတော့ငွေကြေးကိစ္စရပ်တွေကို personal ကိစ္စတွေနဲ့တည်တံ့ထားရှိသင့်ပါတယ်။နံပါတ်၄ငွေကြေးလွတ်ဝတ်မှုများ financial secrecy personal ကိစ္စတွေကြောင့်ဖြစ်ဖြစ်အကြောင်းရင်းချို့ကြောင့်မိတ်ဆွေတဦးနဲ့တဦးဆွေမျိုးတွေတဦးနဲ့တဦးကြားမှာတော့ငွေကြေးကိစ္စရက်တွေကိုဖုံးကွယ်ထားတာလိန်ညာထားတာတွေရှိတတ်ပါတယ်။ဒါပေမဲ့တစ်ချိန်ချင်းလှုပ်ဝက်မှုတွေပေါ်ပေါက်လာတဲ့အခါယုံကြည်မှုပျက်စီးပြီးအဆုံးသတ်မှာဆက်ဆံရေးပျက်စီးရပါတယ်။ဒါဟုတ်ကကွယ်နိုင်ဖို့အတွက်ငွေကြေးကိစ္စရက်တွေမှာပွင့်လင်းမှုရှိပြီးအတူတကွငွေကြေးစီမံခန့်ခွဲတာတွေပြုလုပ်နိုင်ပါတယ်။နံပါတ်5ငွေကြေးပြင်ကွာခြားမှုများ different financial values ူတအူးနဲ့တအူးငွေကြေးသုံးဆမှုအလေးအကျင့်တွေမတူညီတတ်ကြပါဘူး။ဥပမာတအူးကစုဆောင်းဖို့နှစ်သက်ပြီးတအူးကသုံးဆဖို့နှစ်သက်တာမျိုးဖြစ်ပါတယ်။ဒါအပြင်တအူးစီရဲ့ financial knowledge ကြောင့်ဖြစ်စေအတွေ့အကြုံကြောင့်ဖြစ်စေဒီမန်းချက်တွေကြောင့်ဖြစ်စေ future financial plan တွေတထေရတဲ့မရှိတတ်ပါဘူး။ဒါဟာအထူးသဖြင့်အိမ်ထောင်တဲ့ဇုံတွဲတွေကြမှာအဖြစ်များတဲ့ငွေကြေးပြဿနာတစ်ရပ်ပါပဲ။သောကကွယ်ဖို့အတွက်ငွေကြေးပေါ်ထားရှိတဲ့ values တွေကိုကြိုတင်ဆွေးနွေးထားပြီးတည်တည်နဲ့သဘောတူညီချက်ရယူထားသင့်ပါတယ် ။နံပါတ်6ငွေကြေးမိခိုမှုပြဿနာများ financial dependency အိမ်နောက်တရက်မှာများသောအားဖြင့်အမျိုးသမီးတွေဟာအမျိုးသားရဲ့ပေါ်အပြည့်အဝမိခိုနေရတက်ပါတယ်။ဒီမှာဆိုရင်ငွေရှာရဲ့သူအမျိုးသားမှာ power ပိုများပြီးစီးပွားရေးအရာရောဆက်ဆံရေးအရာရောမမျှတမှုတွေရှိလာပါတယ်။ဒီလိုနဲ့စိတ်ပစ္စည်းမှုတွေမကျေနပ်မှုတွေစုပုံလာတာကြောင့်မိခိုရသူနဲ့စီးပွားရှာရတဲ့သူကြားမှာပဋိပက္ခတွေဖြစ်ပေါ်လာပြီးအစိုးဆုံးအနေနဲ့အိမ်အောင်ပြိုကွဲရတတ်ပါတယ် ဒါကိုကာကွယ်ဖို့အတွက်အမျိုးသမီးတွေအနေနဲ့ငွေကြေးလိုလတ်မှု financial independence ရရှိဖို့စ조사တာဖြစ်ဖြစ်အမျိုးသားနဲ့အမျိုးသမီးအတူတကွဝင်ငွေရရှိဖို့စီမံတာဖြစ်ဖြစ်ပြုလုပ်သင့်ပါတယ်။နံပါတ်9ငွေကြေးအရေးဆွေးနွေးရန်ရှက်ကြောက်ခြင်း fear of discussing money လူတွေမှာငွေကြေးနဲ့ပတ်သက်ပြီးမှားယွင်းတဲ့ယုံကြည်ချက်တွေရှိတတ်ပါတယ်။ငွေကြေးအကြောင်းဆွေးနွေးတာဟာမရင်ကျေးဘူးလို့ထင်မြင်တာကြောင့်ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးပြောဆိုဆွေးနွေးတာကိုကန့်သက်ရာကနေပြဿနာတွေပိုပြီးဆိုးရွားလာပါတယ်။ ဒါကိုကောက်ခွဲဖို့ဆိုရင်ငွေကြေးကိစ္စရက်တွေကိုတားမြစ်ထားတဲ့အကြောင်းအရာဖြစ်မသတ်မှတ်ပဲနဲ့ပွင့်လေးနဲ့ဆွေးနွေးမှုတွေပြုလုပ်ပြီးငွေကြေးပညာရက်တွေကိုလေ့လာသင့်ပါတယ်။ဒုတိယပိုင်းအနေနဲ့ငွေကြေးပြဏာကင်းနဲ့တာယာပျော်ရှင်ဖွယ်ဆက်ဆံရေးတွေတည်ဆောက်ဖို့အကြံကောင်းကားကိုပေးခြင်းပါတယ်။နံပါတ်၁ပွင့်လေးနဲ့ဆက်သွယ်မှုရှိပါ။ငွေကြေးနဲ့ပတ်သက်တဲ့စိတ်ဆန္ဒတွေနဲ့စိုးရိမ်မှုတွေကိုပုံပွင့်လေးလေးဆွေးနွေးပါ။ဒါအပြင်ငွေကြေးအခြေအနေတွေကိုပုံမှန်ဆွေးနွေးပါ။နံပါတ်၂ဗန်နိုင်းပန်းနိုင်များသူတကွာချမှတ်ပါ။ ငွေကြေးစီမံချက် financial plan တွေအတူတကွရေးဆွဲပြီးဒေတိုနဲ့ရေရှည်ပန်းနိုင်ပန်းနိုင်များသတ်မှတ်ပါနံပါတ်3ငွေကြေးအသိပညာမြင့်တင်ပါဗန္နာယီစီမံခန့်ခွဲမှုဆိုင်ရာစာအုပ်တွေများများဖတ်ရှုတာဖြစ်စေဗန္နာယီဆိုင်ရာတင်တန်းတွေအတူတကွတက်ရောက်တာဖြစ်စေပြုလုပ်သင့်ပါတယ်။နံပါတ်၄တီးတက်ငွေကြေးအကောင့်များထားရှိပါ။ပိုပိုင်သုံးဆွဲဖို့ငွေကြေးအကောင့်တီးတက်ထားရှိတဲ့အပြင်စုံထဲတွေဆိုရင် joint account များလည်းထားရှိပါ။နံပါတ်၅ပညာရှင်တွေရဲ့အကူအညီရယူပါ။ လိုအပ်ပါကဗန်ဒါရေးအကြံပေးရင်းနဲ့တိုင်ပင်မှာဆက်ဆက်ရေးကုထုံးပညာရှင်များ relationship coach တွေစီကနေအကူအညီတောင်းခံပါငွေကြေးဟာလူတအုပ်နဲ့တအုပ်ဆက်ဆက်ရေးတွေကိုတနည်းမဟုတ်တနည်းအဖို့ထစ်ဖြစ်စေသလိုဖြစ်စီတက်တဲ့အင်အားလည်းရှိပါတယ်ဒါပေမဲ့ကိုနဲ့ဆက်ဆက်ပတ်သက်သူတွေကြားမှာပွင့်လင်းတဲ့ပြောဆိုဆက်သွယ်မှုယုံကြည်မှုနဲ့အပြန်အလှန်နားလည်မှုတို့ရှိမယ်ဆိုရင်ဒီပြဿနာတွေကိုကျော်လွှားနိုင်ပါလိမ့်မယ် ဒါအပြင်ငွေကြေးကိစ္စရက်တွေကိုကြိုတင်ဆွေးနွေးတာဗန်နာရေးပန်းနိုင်တဲ့အတူတကွချမှတ်တာနဲ့အပြန်အလှန်လေးစားမှုရှိတာတွေဟာခိုင်မာတဲ့ဆက်ဆံရေးကိုတည်ဆောက်ဖို့အဓိကတော့ချက်တွေဖြစ်ပါတယ်။ငွေကြေးကြောင့်မိမိရဲ့ဆက်ဆံရေးတွေကိုထိခိုက်မှုမရှိစေဘဲပေါ်ပေါက်လာတဲ့ပြဿနာတွေကိုအတူတူကူးပေါင်းအဖြေရှာပြီးပုံမခိုင်မာတဲ့ဆက်ဆံရေးတွေတည်ဆောက်နိုင်အောင်ကြိုးစားဖို့အကြံပြုလိုက်ပါစေ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ နောက်ပတ်တွေမှာလည်း personal finance business နဲ့ economics နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို sharing လုပ်ပေးသွားမှာဖြစ်တာကြောင့် Money Insight မြန်မာ channel လေးကို like and follow လုပ်ထားပေးကြပါဦးနော်